ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ22ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရန်ကုန်ပြည်လန်းတိုက်ပွဲမှာမင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရန်နိုင်အောင်တေဆုံးပြီးဒုတိယဗိုလ်မှူးကြီးယာရုတိုးပေတေဆုံးသူစစ်အရာရှိကြီး၄ဦးအထိတိုးလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လန်းစစ်ကွင်းတာစုံစစ်ဆေးရေးဂိတ်တိုက်ပွဲမှာမင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဗိုလ်မှူးရန်နိုင်အောင်တည်ဆုံပြီးတည်ဆုံချိန်မှာဒုတိယဗိုလ်မှူးကြီးယာဒူးကိုစစ်ကောက်စီကယာဒူးတိုးပေးလိုက်ကြောင်းသိရှိရပါတယ်။ဇော်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမြို့နယ်အုံတွင်းရွာအနီးမှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့စစ်ကွင်းတာစုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းရင်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲမှာအချက်ဖတ်စစ်တပ်ဘက်မှ တာယာဝတီခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဗိုလ်မှူးဖြိုမင်းဦးတာယာဝတီခရင်ဒုတိယရေးမှူးကြီးစိုးခိုင်တို့ကဲ့သို့သောစီအရာရှိကြီးသုံးဦးနဲ့အတူမင်းလာမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဗိုလ်မှူးရန်နိုင်အောင်ပါတည်ဆုံခဲ့ခြင်းဖြစ်ပါတယ်တည်ဆုံသူဒုတိယဗိုလ်မှူးကြီးရန်နိုင်အောင်ဟာတက်မတော်နီးပညာတက္ကသိုလ်ကျောင်းစင်ဖြစ်ပြီးစစ်အင်ဂျင်နီယာတက်မှဖြစ်ကြောင်းအလားတူတည်ဆုံခဲ့တဲ့တာယာဝတီခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းမှာလဲတက်မတော်နည်းပညာတက္ကသိုလ် DSTA အပတ်စဉ်ခုနှစ်မှဖြစ်ကြောင်းတည်ဆုံးခဲ့တဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဗိုလ်မှူးဖြိုးမင်းဦးမှာလဲတက်မတော်နည်းပညာတက္ကသိုလ် DSTA အပတ်စဉ်17မှဖြစ်ကြောင်းသိရှိရပါတယ်တည်ဆုံးခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးရန်နိုင်အောင်ရဲ့နိုင်ရက်လေကိုယနေ့မင်းလာမြို့နယ်ထွေအုပ်ရုံးမှပြုလုပ်မှဖြစ်ပြီးတည်ဆုံးချိန်မှာဒုတိယဗိုလ်မှူးကြီးရန်နိုင်အောင်မှာအသက်42နှစ်ရှိပြီဖြစ်ကဇနီးနဲ့တာတူကြံရိတ်ခဲ့ကြောင်းသိရှိရပါတယ် ဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းလာမြို့နယ်အုတ်တွင်းရွာစစ်ကွင်းတာဆောင်စစ်ဆေးရေးဂိတ်တိုက်ပွဲမှာစစ်အရာရှိကြီး၄ဦးအပါအဝင်စစ်တပ်ဘက်မှစစ်သား20ကျော်သေဆုံးခဲ့ကြောင်းတော်လှန်ရေးတပ်များနဲ့စစ်ဘက်တရင်အင်းမြင့်များထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ American ကအီရန်ကိုဝင်ရောက်တိုက်ခိုက်ပြီးဖြစ်ကြောင်းသတင်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် American စစ်လေယာဉ်များကအီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার စီမံကိန်းစက်ရုံများရှိရာ၃နေရာကိုယနေ့မနက်ကဝင်ရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတမ်မနာဒေါ်နယ်ထရမ့်ကကြေညာလိုက်ပါတယ်။အီရန်မှာရှိတဲ့တောင်တခုအောက်ပေယာပေါင်းများစွာတူးရစ်တိစောက်ထားတဲ့ Fordo အမီရနျူကလ িয়ার စီမံကိန်းနေရာကို American ပိုင်ဆိုင်ထားတဲ့ဘုံကျဲလေယာဉ်များနဲ့ပေါက်၃၀၀အလေးချိန်ဘုံများအုံပြုကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အခုတော့ American လေယာဉ်တွေဟာအီရန်လေပိုင်နက်ကနေထွက်လာပါပြီ။ လူရင်တွေအလုံးဘေးကင်းပါတယ်လို့ထရမ့်ကလူမှုကွန်ရက်မှာရေးသားလိုက်ပါတယ်။အမေရိကန်ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်နေရာ၃နေရာထဲမှာနှစ်ခုမှာအီရန်နိုင်ငံရဲ့ယူရေနီယံတန်းစင်ထုတ်လုပ်ရေးစခန်းကြီးများဖြစ်ပြီးပထမတစ်ခုမှာဖော်ဒိုတောင်အောက်စခန်းဖြစ်ကဒုတိယတစ်ခုမှာနက်တက်စ်ဒေတာရှိစခန်းဖြစ်ပါတယ်။ဒုတိယမြောက်စခန်းဟာပုံမူကြီးမားတဲ့ယူရေနီယံတန်းစင်စခန်းဖြစ်ပြီးတိုနီယာကိုအစ္စရေးတိုက်လေယာဉ်များကလွန်ခဲ့တဲ့ရက်ပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ American ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တပ်တရစခန်းမှာ ရှေးအောင်မြို့တော် is for han မြို့အနီးတည်ရှိပြီးထိုစခန်းမှာနျူကလ িয়ার ပုံးထုတ်လုပ်ရနေပါအသင့်ဖြစ်နေတဲ့တန့်စင်ယူရေနီယံများတူမိထားတယ်လို့အစ္စရေးတို့ကဆိုထားပါတယ်။အမေရိကန်ကဝင်ရောက်ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာအီရန်စံတော်ချိန်ယနေ့မနက်၂နာရီခွဲမြန်မာစံတော်ချိန်မနက်၅နာရီခွဲဖြစ်ကြောင်းအမည်မဖော်လိုတဲ့အီရန်အစိုးရတာဝန်ရှိသူများအားကိုးကား၍နယူးယောက်တိုင်းသတင်းစာကရေးသားထားပါတယ်။၎င်းရဲ့ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားရေးမှာ နိုင်ငံရဲ့ချမ်းမှာထာဝရစစ်ပွဲများအမေရိကန်ကဆင်နွှဲခြင်းကိုရပ်တန့်ပြစ်မယ်လို့ကြွေးကြော်ခဲ့တဲ့သမ္မတဒေါ်နယ်ထရမ့်ကအီရန်နိုင်ငံရဲ့မြေအောက်အထက်ထက်ခိုင်မာစွာတိစောက်ထားတဲ့စခန်းတွေကိုတိုက်ခိုက်ဖို့အမေရိကန်စစ်တပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။အီရန်အနေနဲ့နျူကလ িয়ার ပုံးလုံးဝမပိုင်ဆိုင်စေရဟုအစ္စရေးနဲ့၎င်းရဲ့မဟာမိတ်အမေရိကန်တို့ကဆိုထားပြီး၎င်းတို့ကအီရန်ကိုတိုက်ခိုက်ခြင်းမှာထူကြီးမင်းချက်အတွက်သာဖြစ်တယ်လို့ကြွေးကြော်ထားပါတယ်။လွန်ခဲ့တဲ့ဆယ်ရက်ခန့်ကအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အီရန်ကလည်းလက်တော့ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံတဲကိုတာဝေးပစ်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ထိတ်တဲစစ်ဗိုလ်ချုပ်၁၁ဦးခန့်သေဆုံးသွားပြီးအီရန်မှာရှိတဲ့အရသား400ကျော်ခန့်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အီရန်ရဲ့ဒုံးကြီးများကိုအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကအများအပြားပစ်ချနိုင်ခဲ့ပေမဲ့အချို့မှာတော့အစ္စရေးနိုင်ငံအတွင်းကိုကြောက်ရောက်ပေါက်ကွဲခဲ့ပြီးဒါဇင်နဲ့ချီကအသက်ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ အီရန်ကိုဝင်ရောက်မတိုက်ခိုက်မီဒေါ်နယ်ထရမ့်ကအီရန်ဟာလုံးဝအုတ်တုံအညံပေးလက်နက်ချရမယ်လို့ကြွေးကြော်ခဲ့ပါတယ်။သို့သောအီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်သူအယာတိုလာအလီခါမီနီကိုလောက်ချက်တက်ပြက်ရန်ကိုတော့မထောက်ခံကြောင်း၎င်းကဆိုခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်လာပါကအရှိအလေပိုင်းမှာရှိတဲ့အမေရိကန်ပြစ်မှတ်တွေကိုလက်တုံပြန်သွားမယ်လို့အီရန်ဘက်ကပြောဆိုထားပြီးအယာတိုလာအလီခါမီနီက ၎င်းကြဆုံသောဘက၎င်းနေရာကိုစက်ခံဖို့လူ၃ဦးကိုရွေးချယ်တားပြီးဖြစ်ကြောင်းယမန်နေ့ကသတင်းထုတ်ပြန်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖောင်းပြင်းမြို့နယ်မှာတော်လိုင်းပြည်သူများကအမတ်တစ်တရင်အတွက်ကာကွယ်ရေးပစ္စည်းများထောက်ပံ့ကြဆုံရဲဘော်များရဲ့မိသားစုဝင်များကိုလည်းထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းဖောင်းပြင်းမြို့နယ်မှာရှိတဲ့တော်လိုင်းပြည်သူများကအမတ်တစ်တရင်အတွက်လက်နက်နဲ့ကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအပအဝင် ကြဆုံရဲဘော်များရဲ့မိသားစုဝင်များအတွက်ထောက်ပံ့ငွေပေးအပ်ပွဲကိုဇွန်လ20ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဖောင်းပြင်းမျိုးနဲ့အမတ်တစ်တရင်မှရဲဘော်များအတွက်ကြီကာ equipment အုတ်ထုတ်နဲ့စစ်လက်နက်ပစ္စည်းများကိုပေးအပ်ခဲ့ပြီးကြဆုံရဲဘော်များရဲ့မိသားစုများအတွက်လည်းထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းရင်းတရင်ကအသိပေးထားပါတယ်။တော်လန်ပြည်သူများမှတရင်အတွက်လိုအပ်တဲ့ပံ့ပိုးမှုများပြုလုပ်ပေးတဲ့အပေါ်ကိုကျေးဇူးတင်ကြောင်းမော်လိုက်ခရိုင်ကုကေးမှုကဆိုပါတယ်။ ရင်ခမ်းတော်ကိုမွန်လိုက်ခိုင်မှတာဝန်ရှိသူများအပါအဝင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်ပိုင်းပေါင်းဆက်ညီနိုင်ရေးအဖွဲ့ဝင်များကြာဆုံးရဲဘော်မိသားစုဝင်များကျင်းရွာအုပ်စုရေးရာတာဝန်ခံများ PDF တပ်ခွဲမှခွဲမှုများတော်လန်ပြည်သူများနဲ့အမခန့်ထောက်ပို့လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့ထိမနိုင်သိမရအဆင့်ကိုမရောက်သေးခင် အစ္စရေးအီရန်ပဋိပက္ခကိုတတမန်ရေးအရာအဖြစ်ရှာဖို့ကုလသမဂ္ဂအကြီးအကဲတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိမနိုင်သိမရအဆင့်ထိကျေပြတ်မသွားခင်အစ္စရေးနဲ့အီရန်ပဋိပက္ခကိုတတမန်ရေးနီလန်းတွေနဲ့အထုတ်ဖြေရှင်းကြဖို့ကုလသမဂ္ဂအကြီးအကဲကတိုက်တွန်းပြောဆိုလိုက်ပါတယ်နိုင်ငံတကာအရေးခင်းကြီးတွေမှာတိတိယောက်ယောက်ဂျားဝင်ဖြေရှင်းနိုင်စွမ်းကင်းမဲ့နေတဲ့ကုလသမဂ္ဂရဲ့စွန့်ဆောင်ရေးဘိုင်းဟာလည်း လက်ရှိဖြစ်ပွားနေတဲ့ Iran Israel စီရေးပဋိပက္ခမှာနောက်ထပ်ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဇွန်လ20ရက်နေ့မှာတော့လက်ရှိအရှိလေပိုင်းဒေတာစီရေးအခြေအနေနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ရေးပေါ်အစည်းအဝေးကျင်းပခဲ့ရမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကအခြေအနေတွေကိုထိမ့်သိမ့်လို့မရတော့တဲ့အဆင့်ထိကိုရောက်မသွားခင်စစ်ဆက်ဆွေးနွေးမှုတွေနဲ့ထင်းထင်းသင်းသင်းဂိုင်းတွေပေးကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ တခါတလေမှာကိုရွေးချယ်ဆုံးဖြတ်ရတဲ့ကိစ္စတွေကအရေးကြီးတယ်ဆိုတဲ့အဆင့်ထက်တာမကပဲကိုကဘယ်လိုလူစားလဲဆိုတာကိုသတ်မှတ်ပေးတဲ့အခိုက်အတန့်တွေရှိကြောင်းအဲ့ဒီအခိုက်အတန့်တွေဟာနိုင်ငံတစ်ခုလုံးစီရဲ့အနာဂတ်တွေဒါမှမဟုတ်လူသားအလုံးရဲ့အနာဂတ်တွေကိုတက်ရောက်နိုင်ကြောင်းလက်ရှိဟာအဲ့ဒီလိုအခိုက်အတန့်တွေတဲကတခုဖြစ်ကြောင်း Gutarres ကဆိုပါတယ်။ Israel Iran စီပဋိပက္ခဟာဆက်ပြီးကြေပြန့်နေမယ်ဆိုရင်ဘယ်သူမှငြိမ့်သက်လို့မရတော့တဲ့စင်မီကိုမှုေးလိုက်တာမျိုးဖြစ်သွားနိုင်ကြောင်း ဒီအခြေအနေအတိမရောက်အောင်တားဖို့လူကြောင်း၎င်းကဆက်ပြောပါတယ်။ဇော်လ73ရက်နေ့မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေနဲ့စစ်စခန်းတွေကိုလေကြောင်းကနေစတင်တိုက်ခိုက်ခဲ့ပြီးအစ္စရေးကလည်းဒုံးကျည်တွေအလုံးအရင်ပစ်ခတ်ရင်လက်တုံပြန်ခဲ့ပါတယ်။အဆိုပါပြစ်ပကတ်ကြောင့်နှစ်ဖက်စလုံးမှာရက်သားအများပြအပါအဝင် ထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ Gutierrez က UNSC အနေနဲ့လက်ရှိပြစ်ပကတ်ကိုစစ်ဆင်ညှိနှိုင်းမှုနီလန်းတွေနဲ့ဖြည့်ရှင်းပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကြားစီစီလုံးလုံးနဲ့အမြန်ဆုံးလွတ်ဆောင်ပေးကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။နောက်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ကုလသမဂ္ဂညဏ်စာတမ်းအပါအဝင်နိုင်ငံတကာဥပဒေတွေနဲ့ကန့်ညီတဲ့တန်တမာရေးနိလန့်တွေကိုအခြေပြုပြီးအရှိတီတက်မဲ့ငြိမ်းချမ်းရေးမျိုးဆောင်ကျင်းယူပေးနိုင်အောင်ဝိုင်းဝန်းထောက်ခံကူညီဖို့လည်းကုလသမဂ္ဂအကြီးအကဲကတောင်းဆိုသွားခဲ့ပါတယ်။လက်ရှိအခြေအနေမှာတော့အီရန်နဲ့အစ္စရေးကြားကစီရေးပဋိပက္ခဟာတပတ်ကျော်ကြာလာတဲ့အထိအရှိန်တက်နေစေဖြစ်တယ်လို့ အစ္စရေးမဟာမိတ်အမေရိကန်အစိုးရကလည်းစစ်ရေးအရာပါဝင်လာပြီးအီရန်နျူကလ িয়ার အစအုံတွေကိုတိုက်ခိုက်တာမျိုးရှိကောင်းရှိလာနိုင်ကြောင်းအရေးအမှတ်ပြောကြားထားပါတယ်။အီရန်ကတော့အမေရိကန်ဘာဝင်ပါလာရင်ပြန်ပြင်ဆင်လို့မရနိုင်တော့တဲ့အထိနောက်ဆက်တွဲအကျိုးဆက်တွေကြုံလာလိမ့်မယ်လို့သတိပေးထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးဒေါ်လာနေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။